တာမန်ငွေပဒေတာပင်မဟုတ်တော့ဘဲနောက်ဆုံး3400ဒံကားကြီးကိုပဒေတာပင်မှလှူခဲ့တဲ့အောင်ပန်းမျိုးကကထိန်အလူပရိသတ်များအားလုံးမင်းမင်္ဂလာပါရှင်အခုဆိုရင်မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးအသာရဆုံးအေးအေးမြဆုံးအချိန်တစ်ခုဖြစ်တဲ့ဆောင်းဦးကာလကထိန်ရာသီကြီးကိုရောက်ရှိလို့လာပါပြီဝါလာကိလို့သတင်းကြော့ပြီးချိန်ကစားလို့မြန်မာပြည်အနှံ့အပြားကရွာတိုင်းလမ်းတိုင်းမြို့တိုင်းမှာအကူအညီပြုတဲ့တွင်ပရိသတ်ပင်လှည့်လည်ကြတဲ့အတန်တွေစစ်တွေ့တီတာကျွေးမွေးတဲ့တွင်နဲ့အရန်ကိုစီကားပြောရွှင်နေကြတဲ့အချိန် ်ပါပဲကထိန်ပရိသဘေးနေဆိုတာကတော့ငွေသားပတ်စံလေးတွေသင်ငန်းပြေးခရာတွေစံအိတ်စီပုံးအိမ်သုံးဖြစ်စည်းလေးတွေတတ်နိုင်တဲ့လောက်စုပေါင်းပြီးတော့လှည့်လည်လှူဒန်းကြတာပါပဲဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီလိုတာမန်ပရိသဘေးအလူမျိုးမဟုတ်ပဲမြင်ရတဲ့သူတိုင်းဟင်းကနေဖြစ်သွားအောင်မျက်လုံးတွေပြူးကျဲသွားစေမယ့်အလူတော်ကြီးတစ်ခုပေါ်ထွက်လာခဲ့ပါတယ် အဲ့ဒါကတော့ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့မှာပါအောင်ပန်းမြို့ကကထိန်အလူတစ်ခုမှာပရိသတ်ပင်ကလူလိုက်တာကငွေသားမဟုတ်ပါဘူးနောက်ဆုံးပေါ် brand new ford ကားကြီးတစ်စီးလုံးဖြစ်နေလို့ပါဟုတ်ပါရဲ့ပရိသတ်ကြီးကားကြီးတစ်စီးလုံးကိုပရိသတ်ပင်အဖြစ်လူတန်းခဲ့ရပါဒီကားကြီးရဲ့တန်ဖိုးကလည်းမနှဲမနှော်ပါပဲကျပ်သိန်း1400ဘီလီယံ1.4တိတန်ဖိုးရှိရလို့သိရပါတယ်ရှင်ဒီလောက်ကြီးမားတဲ့အလူကိုတဦးတည်းတစ်ထည်ကြီးကလူတန်းတာမဟုတ်ပါဘူးအဲ့ဒါကပို့ပြီးတော့အင်အောဖို့ကောင်းပို့ပြီးတော့ကြည်နူးဖို့ကောင်းစေတဲ့အချက်ပါဒီ ီ3400တန်ကားကြီးကိုလှူဒန်းခဲ့တာက အောင်ပန်းမြို့လဲရိုးရက်ွက်သူရက်ွက်သားတွေအလုံးကစူပေါင်းညညာစွာနဲ့ဘုံကထိန်အဖြစ်လှူဒန်းခဲ့ကြတာဖြစ်ပါတယ်။ရက်ွက်တကူတွေကစူပေါင်းပြီးတော့3400တန်ကားကြီးတစ်စီးလုံးကိုလှူဒန်းနိုင်နေဆိုတာတကယ်ကိုမယုံနိုင်စရာစီးလုံးညီညွတ်မှုနဲ့တရားတရားပါပဲ။ဒါပေမဲ့ဒါကရှမ်းပြည်နယ်ဖြစ်နေတာကိုလည်းကျမတို့မမေ့တင်ပါဘူး။ရှမ်းလူမျိုးတွေဟာအလူဒန်းနဲ့ဘာသာရေးတရဏာရေးတွေမှာတကယ်ကိုလက်မနေကြတဲ့တရားတရားအယံထက်တန်ကြတဲ့လူမျိုးတွေပါ။ တမူးရလို့တပဲလို့ဒိုရှန်းတောင်သူမိနိုင်ရိုးလားဆိုပြီးတော့ရှေးလူကြီးတွေပြောစမှတ်ပြုခဲ့ကြတာကတကယ်ကိုမှန်ကန်ကြောင်းအခုအောင်ပန်းမျိုးကသက်သေပြလိုက်တာပါပဲဒါပေမဲ့ဒီလောက်ကြီးကျယ်ခမ်းနားတဲ့အလူကြီးကိုဘာကြောင့်လို့ဖြစ်ခဲ့ရလဲရိုးရိုးကထိန်အလူသက်သက်ပင်လား မဟုတ်ပါဘူးရှင်ဒီအလူရဲ့နောက်ခွေမှာပို့ပြီးတော့ကြီးနူးစရာကောင်းတဲ့အကြောင်းရင်းတစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့အောင်ပန်းမျိုးလဲယိုရက်ွက်သူရက်ွက်သားတွေအများနဲ့ကိုယ်ခွေအစည်းကတ်နေတယ်။လဲယိုစာတင်တိုင်းအကြောင်းတိုင်းဆရာတော်ကြီးဟာမကြသေးခင်ကပဲနိုင်ငံတော်ကနေချီးမြှင့်တဲ့အလွန်မြတ်မြတ်တဲ့ဘွဲတစိတ်တော်တစ်ခုကိုရတော်မူခဲ့ပါတယ်။အဲ့ဒီဘွဲတစိတ်တော်ကတော့အကမဟာဂန်တခါဝါစကပန်နီတာဘွဲတစိတ်တော်ဖြစ်ပါတယ်ရှင်။ ဒါကြောင့်မလို့လဲရွရက်ွက်သူရက်ွက်သားတွေကကိုယ့်ရဲ့စီရတော်ဖုံဖုံကဒီလိုမျိုးနိုင်ငံတော်အဆင့်ဘွဲတစိတ်ကြီးကိုရရှိသွားတဲ့ပုံမှာဝဲမြောက်ဂုံယူလွန်းလွန်းအဲ့ဒီအထိမ်းအမှတ်အဖြစ်ရောကထိန်အလူတော်ဖြစ်ပါပေါင်းဆက်ပြီးသူတို့ရဲ့တရားတရားတွေကိုပြသတဲ့အနေနဲ့ ဒီတိုင်းထောင်လျရတဲ့ဖော်ကားကြီးကိုစူပေါင်းညင်ညာစွာနဲ့လူတန်းခဲ့ရတာဖြစ်ပါရဲ့ရှင်။ဒီသတင်းကိုကြားရတဲ့မြန်မာတိုင်းငံလုံးကပြည်သူတွေကတော့အောင်ဘန်းမျိုးလက်ရွရက်ွက်တူရက်ွက်သားတွေရဲ့စူပေါင်းညင်ညွတ်မှုတရားတရားထက်သန်မှုတွေကိုအယံချီကျူးကုန်ပြုနေကြပါရယ်။ပရိသတ်ကြီးတို့အနေနဲ့ရောဒီလိုမျိုးကြီးကြေခံထားတဲ့အလှူတော်ကြီးအပေါ်မှာဘယ်လိုခံစားရပါသလဲ။သူတို့ရဲ့တရားတရားကိုကြည်နူးစွာနဲ့တာဓုခေါ်ဆိုနိုင်ဖို့မတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။ကျေးဇူးပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ရှင်။